မင်္ဂလာပါခင်ဗျာဘုနကတငယ်ချင်းတယောက်ကဖုန်းဆက်မိတယ်ကိုဇောတဲ့ခမားတင်ထားတဲ့ post ထဲမှာတဲ့ဂျီယူအားထဲမှာရိုက်ချင်ရိုက်လို့ရတယ်လို့တင်ထားတယ်တဲ့ကျွန်တော်ကွင်းထဲမှာသွားရိုက်တော့ကယ်ဒီတက်မရရဘူးလို့ပြောတယ်တဲ့သူတို့ဖိုင်းကြမယ်ပြောတယ်တဲ့အဲကိုဇောတင်ထားတာမှားနေရလားတဲ့တငယ်ချင်းအရင်နေပါကျွန်တော်တင်ထားတာလုံးဝမမှားပါဘူး ground and repair ပြုပြင်စေမြင်နေရဆိုတာက အပူဆောင်ရွေးချယ်ခွင့်အနေနဲ့ကော်မတီကနေပြီးတော့အရှိတန်းရိုက်လူကမရိုက်ချင်တဲ့လူတွေကို free drop တက်တာခွင့်ယူလို့ရအောင် GU အားလို့ရေးပြီးသတ်မှတ်ပေးထားခြင်းသာဖြစ်ပါလေ။ဒါသည်အပူဆောင်ရွေးချယ်ခွင့်ဖြစ်ပါလေ။ GU ထဲမှာကြနေတဲ့ဘောလုံးရိုက်လူကရိုက်လို့ရပါလေ။မရိုက်ချင်မှသာအနည်းဆုံးလိုကင်းရအမှတ်ရှာ အနည်းဆုံးလုကင်းရအမှတ် NDC ကနေပြီးတော့ဒုတ်တပြန်အတွင်း relief area အတွင်း drop ချရရမှာဖြစ်ပါတယ်အဲတော့ကော်မတီတွေကိုလည်းကျွန်တော်တင်ပြချင်ပါတယ်ဂျီဝါလို့ရေးထားရင် ကစားသမားကရိုက်လူကရိုက်နိုင်တယ်လို့ဖွင့်ပေးထားခြင်းဖြစ်ပါတယ်အကယ်၍ဂျီဝါထဲမှာမရိုက်စေချင်လို့ရှိရင် no play zone လို့ရေးထားပါ နိုပလေးစုံလို့ရေးထားရတဲ့နဲ့ကစားသမားကရိုက်လို့ရှိရင်ကစားသမားဒီစီမင်းရဂျန်နရယ်ပင်နတီကြခံမှာဖြစ်ပါတယ်နိုပလေးစုံထဲမှာတော့ရိုက်ခွင့်မရှိပါဘူး GU GUR ထဲမှာရိုက်ခွင့်ရှိပါတယ်ရိုက်တာရိုက်ထည့်လိုက်ပါဘသူပါပြောပြောရိုက်ထည့်လိုက်ပါစီမင်းရရိုက်ခွင့်ရှိပါတယ်ကျေးဇူးနော်